မင်္ဂလာပါခစ်တင်ຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကဘာလုံးပြည်ပြတ်ပြီးနောက်နိုင်ဧကန်စခန်းကိုအေအေကစနိုက်ပါလက်နက်ကြီးများဖြင့်ပြစ်ခတ်မှုပုံမပြုတ်လောက်ဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နိုင်ဧကန်လေးကျောင်းရံကာခွေရေးပြူအားစခန်းကကဘာလုံးကိုအရခတ်တတော်ကလက်နက်ကြီးတွေနဲ့တိုက်ခိုက်ဖြိုဖျက်ပြီးနောက်အေအေကစနိုက်ပါများလက်နက်ကြီးများဖြင့်၎င်းစခန်းအားတိုက်ခိုက်မှုပုံမပြုတ်လောက်နေတယ်လို့ဒေသတွင်းစီရေးသတင်းရှင်မြစ်ကပြောပါတယ် ကမ္ဘာလုံးကဒီလ16ရက်နေ့ကလက်နက်ကြီးကြီးထိမှန်ပြီးပြိုသွားပြီးအေအေကနိုဝင်ဘာလ18ရက်နေ့ကလည်းစနိုက်ပါနဲ့ RPG လိုလက်နက်ကြီးတွေနဲ့စတင်ပြီးတိုက်ခိုက်မှုတွေပုံမပြုတ်လုပ်နေပါတယ်လို့ပြောပါတယ်။ ယခုလိုအေအေစနေတိုက်ခိုက်နေခြင်းကြောင့်အကြမ်းမတ်စစ်တမ်းမှတိစမှုများလည်းရှိလာပြီးနောက်ဆက်တွဲအကျိုးရလည်းအနေဖြင့်စစ်သားများထွက်ပြေးမှုပုံများလာနေရလို့၎င်းကဆက်လက်ပြောဆိုပါတယ်အခုလိုစစ်သားတွေနေရီကန်တောင်ပေါ်မှာပိတ်မိနေတာလာနေချင်းရှိလာပြီးမှနေရီကန်ကိုစကိုင်းတဲ့တဘောပံစစ်တပ်ကအကြအဆုံနဲ့ထွက်ပြေးမှုပုံများလာတယ်လို့တစ်ဖက်မှာလည်းလေကြောင်းကနေရခင်ခါတဲ့ပုံမှုပုံကျဲလာတယ်လို့၎င်းကပြောပါတယ် နိုဝင်ဘာလ16ရက်နေ့ကလေဒီပြင်းချပေးသည့်ပြည်စည်းတော်များကိုကောက်ယူပြီးကမ္ဘာလုံးထဲမှာတူလောင်ရန်ပြင်ဆင်နေချိန်မှာအေအေကလက်နက်ကြီးများထုံများဖြင့်အချိန်ကပြစ်ခတ်တိုက်ခိုက်တာကြောင့်စစ်သားများတင်ဆုံမှုရှိပြီးထိုအထက်မှာဗိုလ်ကြီးအဆင့်ရှိသူတအူးနဲ့ပါဝင်နေလို့အာဏာပိုင်များနဲ့နှိစက်သူဗဒန်ဒေသခံတအူးဤပြောကြားချက်အရသိရပါတယ်တေဆုံးတဲ့စစ်သားတွေထဲမှာပိုကြီးအစစ်ရှိတဲ့သူတယောက်တည်တယ်လို့ကြားတယ်။စားနေရိတ်ခါနဲ့စစ်ပစ္စည်းတွေအကုန်ပြတ်စည်းသွားတယ်လို့ကြားပါတယ်ဟုပြောပါတယ်။ အခုလိုအင်အေးကနဲ့ရိတ်ကန်တောင်စခန်းကိုအချိန်အတော်အသင့်ဖျက်နှောက်ထားပြီးနောက်မင်းညာကစားပြီးစတင်တိုက်ခိုက်နေမှုကြောင့်တောက်ဖွဲ့ဝင်အချို့လည်းထပ်ပြေးမှုရှိသလိုတချို့လည်းတင်ဆုံနေပြီလို့၎င်းကဆက်လက်ပြောဆိုပါတယ်အကြမ်းတ်စတက်ကနဲ့ရိတ်ကန်ကိုစစ်ကူရန်နီးလမ်းမျိုးစုံပြင်ထိုးပေါရန်စူးစမ်းနေပေမယ့်ထိုးစစ်ဆင်နေတဲ့အကြမ်းတ်စတက်စစ်ကြောင်းတို့မှလဟန်းပစီနဲ့လန်တေကုတ်ကြီးတို့ကိုမကျော်နိုင်မင်းအေအေနဲ့တော်လည်းတောက်ဖွဲ့များ၏တိုက်ခိုက်ခြင်းကိုခံနေရတယ်လို့သိရပါတယ် တိုက်ပွဲဖြစ်ပွားရာအနီးကပစီနောင်ရွာလှိုင်ရွာကိုကြီးစွန်တက်လင်းတိန်မြေလဲစာနီကျေးရွာများကလေချောင်းချက်ဝိုင်းတွဲဒုံးလက်နက်ကြီးတို့ဖြင့်နေဆက်ပစ်ခတ်နေပြီးကျေးရွာရှိနေအများစုမှာမိလာပြုတ်ပြတ်သွားပြီးဒေသခံအများစုမှာရိုးပေါ်မှာဘေးလွတ်ရာဆေးပေးတင်းဆောင်နေရတယ်လို့သိရပါတယ်ရှင်ဆလပင်စလင်ကြီးမျိုးနယ်ဝမ်မောင်းကော်မတီဝင်းအတွင်ရှိစစ်တပ်ကုန်း ပီဒီအက်ကရှော့နိုက်တော်များဖြစ်ပြစ်ခတ်နေပြီးစစ်တပ်ကလည်းပြန်လည်ပြစ်ခတ်နေဆွေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကန်နန်ဆလင်းကြီးမြို့နယ်လက်ဘရောင်းတောင်ကျင်းနေစီမံကိန်းကလောက်ကိုင်းနေတီတရုံဝါမကုမ္ပဏီဝင်အတွင်ရှိစစ်တပ်ကိုပီဒီအက်များကရှော့နိုက်တော်များဖြစ်ပြစ်ခတ်နေပြီးစစ်တပ်ကလည်းကုမ္ပဏီဝင်အတွင်မှပီဒီအက်များကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လရင်သတင်းရှင်မြင်းနဲ့ဒေသပြည်သူများကပြောဆိုပါတယ်။ ယနေ့နိုဝင်ဘာလ19ရက်နေ့နံနက်9:55မိနစ်အချိန်မှစတင်ပြီးစလင်းကြီးမြို့နယ်တရုတ်ဝမ်မကော်မတီဝင်းထဲမှတက်ဆွဲထားသည့်စစ်တပ်ကတော်လည်ရေးတပ်များကရှော့တိုက်တော်များဖြင့်ဇက်တိုက်ပစ်ခတ်ခဲ့ကြောင်းဝမ်မကော်မတီဝင်းအတွင်စီစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်ဇက်တိုက်ပြန်လည်ပစ်ခတ်လျက်ရှိကြောင်းအပြန်အလှန်ပစ်ခတ်မှုမျိုးဖြစ်ပေါ်နေပြီးပြည်သူများမှအခြေအနေကိုစောင့်ကြည့်နေရပြီးစစ်တပ်ကဆက်ကြောင်းထွန်းလာခြင်းနဲ့လေကြောင်းတိုက်ခတ်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေကြကြောင်းသိရပါသည်အခုမနက်9:55မိနစ်လောက်ကစပြီး အခုထိဝမ်မောင်းနယ်ကို PDF တွေကစော့နိုင်တုံးနဲ့ပြင်နေကြတယ်။ဝမ်မောင်းနယ်ကခွေးတွေကပြန်ပြစ်တယ်။ PDF ကပြစ်တဲ့စော့နိုင်တုံးကအတော်များတယ်။ဆယ်လုံးပတ်ချန်လေးလောက်ရှိနေပြီလို့စလင်ကြီးမျိုးနယ်ခြေဆိုင်တော်လရင်သတင်းရှင်မြက်ကပြောဆိုပါတယ်။ တရုတ်ဝမ်မှကော်မတီဝင်အတွင်တက်ဆဲထားသည့်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်စလင်ကြီးမျိုးနယ်အတွင်ရှိကျေးရွာများမှပြည်သူများထိခိုက်ဒိဆုံမှုများမကြာခဏဖြစ်ပေါ်လေ့ရှိပြီးစစ်တပ်ကစစ်ကြောင်းထိုးခြင်းကော်မတီဝင်အတွင်သုံးပြန်လည်ဝင်ရောက်ခြင်းကျေးရွာများကိုမိရှုပ်ပြစ်စေခြင်းများမကြာခဏဆိုသလိုပြုလုပ်လေ့ရှိပါသည်။ဒါကြောင့်တော်လရေးတပ်များကလည်းစစ်တပ်ထိုင်ခြားတက်ဆွဲထားသည့်ဝမ်မှကော်မတီဝင်အတွင်သို့မကြာခဏဆိုသလိုပြစ်ခတ်တိုက်ခိုက်မှုများလုံဆောင်လေ့ရှိပါသည်။ နိုဝင်ဘာလ14ရက်နေ့ည9:00နာရီကျော်ခန့်မှာဝါမကွန်မြူနီဝင်အတင်းတွက်ဆဲထားသည့်အကြမ်းမတ်စစ်တပ်ကိုလက်နက်ကြီးဆက်တောင်းလုံးဖြင့်တော်လှန်ရေးတပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်မှစတင်ပြီးစလင်ကြီးမြို့နယ်ဝမ်မာကွန်မြူနီဝင်အတွင်းတပ်ဆွဲထားသည့်အကြမ်းမတ်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကရှော့တိုင်တုံးအလုံး30ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အော်တိုဘာလ23ရက်နေ့ညပိုင်းတရုတ်ဝမ်မာကွန်မြူနီဝင်အတွင်တက်ဆွဲထားသည့်စစ်တပ်ကတော်လရဲတပ်များကတရားခေါ်မှမှရှော့တိုက်တိုးများဖြင့်နေရာပေါင်းစုံမှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရန်အဆိုပါကွန်မြူနီဝင်အတွင်ပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်မာကွန်မြူနီဝင်အတွင်အရေးပေါ်အိုးအဆွဲတဲ့များတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရဲကားများဖြင့်ရုံးရင်းဆန်ခတ်ဖြစ်သွားခဲ့ပါသည်ရှင်။